မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမလာ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့ KNDB လွိုင်ကော်မြို့နယ်အောင်တပြေကူကုန်းပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာစစ်ဗုံတအုပ်အပါအဝင်6ဦးသေဆုံးပြီး4ဦးကိုအရှင်ဖမ်းပြီးကလက်နက်ဆက်နက်လက်ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ18ရက်နေ့မနက်6နာရီကမှလွိုင်ကော်မြို့နယ်အောင်တပြေကူကုန်းပေါ်မှာတပ်ဆွဲထားတဲ့ အကြမ်းဖက်ဆက်စခန်းကိုကရင်တီတော်လိုင်းပူပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာနှစ်ပွင့်နဲ့ဗိုလ်တဦးတက်ချက်တဦးအပါဝင်စစ်ကောင်စီတပ်သား6ဦးတေဆုံးပြီး4ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများအသုံးပြုတဲ့ MA1 အမျိုးအစားတနက်9လမ်း MA11 အမျိုးအစားတနက်4လမ်းနဲ့ MA3 အမျိုးအစားတနက်1လမ်းစုစုပေါင်း တနက်ဆက်နက်လက်ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီဘက်က drone အပါအဝင်လက်နက်ကြီးများနဲ့အများပြပြလဲပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင်လွိုက်ကော်မျိုးကနေတဆင့်တခြားနေရာဒေသများကိုထိုးစစ်ဆင်တိုက်ခိုက်မှုများကိုလည်းပြန်လည်ပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုကရင်ပြည်အမျိုးသားများကာကွယ်တပ် KNDF ဗျူဟာအမှတ်နဲ့ KNDF တရရင်အမှတ်နဲ့ KNDF တရရင်အမှတ်14 KNDF UAV နဲ့ ်လွိုက်ကော local pdf အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်တအူးမစိုးရင်ကဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူလူထုအနေနဲ့စစ်ရေးအခြေအနေများကိုအမြဲမပြတ်နားဆွင့်ထားကြရန် KNDF အမှတ်နဲ့ view ဟာကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မာနယ်ဘလောဒေတာလက်ကျန်စခန်းတွေကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူပေါက်တပ်ဖွဲ့ကလိုက်လံရှင်းလင်းရာအရာရှိတွေအပါအဝင်တေဆုံးထိခိုက်မှုတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ16ရက်နေ့ကကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဟောင်းမာနယ်ဘလောဒေတာမှာနောက်ဆုံးကြံနေတဲ့ No Day စစ်ကောင်စီရဲ့စခန်းကစစ်ကောင်စီတပ်သားများထွက်ပြေးသွားခဲ့ရာကရင်ပြည်နယ်လိုင်းပွဲမြို့နယ်မဲသဘောဒေတာမှာ KNL ပူပေါက်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထား ထားပါလေအဲ့ဒီထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများ ਨੇ ဒီဇင်ဘာလ20ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20သေဆုံးပြီးဒီဇင်ဘာလ21ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးထပ်မံသေဆုံးသွားတယ်လို့ရှေ့တန်းသတင်းရေးမြစ်ကပြောဆိုထားပါတယ်သေဆုံးသွားတဲ့သူတွေထဲမှာအရာရှိတချို့ပါဝင်ပြီးတော့လက်နက်23လက်သိမ်းဆည်းရရှိခဲ့တယ်လို့ တရင်ရင်းမြစ်ကပြောဆိုထားပါတယ်။မာနယ်ပလောဒေတာမှာလက်ကျန်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာလက်နက်ကြီးဆက်တနတ်နဲ့လက်နက်ငယ်ခဲယမ်းများကြီးများကိုတိမ်းဆီရမိခဲ့ပြီးတော့စစ်ကောင်စီတပ်ကတေဆုံးထိခိုက်မှုများရှိခဲ့တယ်လို့ကရင်တရင်ရင်းမြစ်ကပြောပါတယ်။ဒါအပြင်စခန်းသိမ်းပြီးတဲ့နောက် ဒီဇင်ဘာလ18ရက်နေ့မှာလဲထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များတဲ့ကတည်ရင်မှုအစ်စ်အပါအဝင်၅ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်းရှေ့တန်းသတင်းရေးမြစ်ကပြောကြားထားပါတယ် KNU ဌာနချုပ်ဟောင်းမာနယ်ပလောကိုစစ်တပ်က1995ခုနှစ်ဇန်နဝါရီလမှာတိမ့်ပိုက်ခဲ့ရာနှစ်ပေါင်း30ကျော်အကြာအခုနှစ်ဒီဇင်ဘာလလဲမှာ KNU ကပြန်လည်တိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းမှာရှိတဲ့အဆောက်အုံတစ်လုံးအတွင်းမှာကင်းယူနေကြတဲ့အကြမ်းဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်တပ်ဘက်က၃ဦးပွဲတင်ပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ18ရက်နေ့မှာမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမပိုင်းမှာရှိတဲ့အဆောက်အုံတစ်လုံးထဲမှာ ကာကင်းယူနေကြတဲ့တောပူကျေးရွာကအချမ်းပါစစ်သားနဲ့ပြူစောတိများကိုကြိုတင်ပြင်ဆင်ထားတဲ့ရှေ့ဘက်မိုင်းနှလုံးရှေ့တန်းမိုင်းတစ်လုံးလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ရာစစ်သား၃ဦးပွဲချင်းပြီးတိတ်ဆုံးပြီး9ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတိတ်ဆုံးသွားတဲ့စစ်သားအလောင်းများနဲ့ဒဏ်ရာရရှိတဲ့သူတွေကိုအချမ်းပါစစ်ကောင်စီတပ်သားတွေကပြည်သူပိုင်ကားတွေကိုချောဆွဲပြီးတော့တင်ဆောင်သွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ချောင်းမြို့နယ်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ CHU PDF မော်ရွာ Special Date Date ကျ LPDF နဲ့ Special Force 11 LPDF တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်စင်ရေးအတွင်းမှာအကြမ်းဖက်စစ်သားတွေဘက်ကဂျမ်းမာများနဲ့အခြားအခက်ခဲများကြောင့်မိုင်းပွိုင်များဆက်လက်ပြီးတော့ဖောက်ခွဲရန်ခတ်ခဲခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်သားရဲနဲ့ပြူစောထီးများကိုရရနီးလန့်နေနဲ့ဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်ကပ္ပဆ22အတွင်းကိုဝင်ရောက်ပြီးတော့ထောင်သားတဲ့မိုင်းများဟာစစ်သားတွေနင်းမိပြီးတော့ ၃ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ16ရက်နေ့ညပိုင်းမှာစိတ်ဖြူမျိုးနယ်ကပ္ပစ22ဝင်းအတွင်းထဲမှာရှိတဲ့စက်ယုံအနီးမှာတော်လိုင်းတပ်ဖွဲ့များကပေတရာအကွာဝေးထီကိုထိချက်ပြင်းတဲ့တိုင်ပိုင်းအမျိုးအစား၃လုံးကိုထောက်ထားခဲ့တယ်လို့သိရပါတယ်ဒီဇင်ဘာလ20ရက်နေ့မှာမနက်ပိုင်းမှာမိုင်း၃လုံးစလုံးကိုပောက်ကွဲပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးတေဆုံးက၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများကညနေပိုင်းမှာကပါစ22အနီးနားမှာရှိတဲ့ဖက်ကနာချေးရွာတောတိုက်ကိုဒရုန်းနဲ့ဘုံဒီ၃လုံးကျဲချတိုက်ခတ်ခဲ့ပြီးတော့နှလုံးပေါက်ကွဲပြီးတစ်လုံးကတော့ပေါက်ကွဲမှုမရှိဘဲဒေသခံပြည်သူတွေထိခိုက်မှုမရှိဘူးလို့သိရပါတယ်။16ရက်နေ့ညပိုင်းကကျွန်တော်တို့ကကပါစ22ဝင်းအတွင်းထဲအထိကိုဝင်ပြီးတော့တိုက်မိုင်းနင်းမိုင်း၃လုံးထောင်ထားခဲ့တာ20ရက်နေ့မနက်အစောပိုင်း6:28မိနစ်မှာပထမတစ်လုံးကွဲတယ်နေမြင့်တော့နောက်ထပ်ဒုတိယတစ်လုံးကွဲတယ် မိုးလွဲပိုင်းမှာတတိယအလုံးထက်ကွဲတယ်ညနေပိုင်းရောက်တော့စစ်ခွေးတွေဘက်ကအထိနာပြီးတော့ကပါဆာ20နှစ်တောင်မတ်မှာရှိတဲ့ဖက်ကနာရွာဘက်ကို drone နဲ့ဘုံသီးလာပြီးတော့ခြသွားသေးတယ်ပြည်သူတွေတော့ထိခိုက်မှုမရှိပါဘူးသုံးလုံးလာခြတဲ့နေရာမှာနှလုံးပဲကွဲတယ်အဲ့ဖက်ကနာရွာကဘာအဖွဲ့စည်းမှမရှိပါဘူးစစ်ခွေးတွေရန်တမ်းပြီးတော့ကျဲသွားတာလို့ Young Revolution Front အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို YRF ပကဖအဖွဲ့နဲ့တော်လိုင်းရဲဘော်များနဲ့အတူစိတ်ဖြူနယ်တကူတော်ကြားစုအဖွဲ့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းရေကြီးမြို့နယ်အခြေစားမြောက်ဆန်းအမြောက်တပ်344ကိုစစ်ကောင်စီကလေယာဉ်နဲ့ဆက်လက်တချို့ကိုပို့ဆောင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ဂွားမြို့မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေအေတို့ကြားမှာတိုက်ပွဲများပြင်းထန်လာပြီးတဲ့နောက်ရေကြီးအခြေစားမြောက်ဆန်းအမြောက်တပ်344ကိုစစ်ကောင်စီကလေယာဉ်များနဲ့ဆက်လက်နဲ့တချို့ကိုပို့ဆောင်ပြီးတော့ခံစစ်ပြင်းစင်လာခြင်းဖြစ်ကြောင်းဒေသခံများကပြောဆိုနေကြပါတယ်။လေယာဉ်တွေပို့တာကအခုရက်ပိုင်းမှာပဲ။လေယာဉ်ဆင်းဖို့လဲလမ်းဖောက်ပြီးတော့အဆောက်အုံတချို့လည်းလုံနေကြတယ်။ ရခိုင်ပြည်နယ်ဘက်မှာတိုက်ပွဲတွေပြင်းထန်လာပြီးတဲ့နောက်ဒါတွေကိုလှုပ်လာကြတာပါလို့မြောက်ဆန်းအမြောက်တပ်344နဲ့နီးစပ်တဲ့သူတွေကပြန်လည်ပြောပြထားပါတယ်ရေကြီးအခြေဆိုင်မြောက်ဆန်းအမြောက်တပ်344မှာပြီးခဲ့တဲ့ရက်အတွင်းကစတင်ပြီးတော့အရေးပေါ်လေရင်ခွင်ဖောက်လုပ်လျက်ရှိပြီးတော့လက်ရှိမှာလည်းအဆောက်အုံတချို့ကိုလည်းထပ်မံပြီးတော့ဆောက်လုပ်လျက်ရှိကြောင်းစစ်ကောင်စီနဲ့နီးစပ်တဲ့သူတွေကပြောပါတယ်ရခိုင်ပြည်နယ်နဲ့အေရဝတီတိုင်းအဆက်မှာရှိတဲ့ဒေသခံများကိုစစ်ကောင်စီတပ်ကဒီဇင်ဘာလ16ရက်နေ့နဲ့19ရက်နေ့များမှာနောက်ဆုံးထားပြီးတော့မြောက်ဆန်းအမြောက်တပ်344ကရွှေ့ပြောင်းခိုင်းထားကြောင်းဒေသခံများကပြောပါ ါတယ်။ဒါအပြင်ရေကြီးမြို့နယ်မှာရှိတဲ့စင်သေးကျေးရွာ၊တက်ကယ်ပြင်ကျေးရွာ၊ကုန်းမြင့်ကျေးရွာအပြင်ငတိုင်းကျောင်းမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတချို့မှာလည်းစစ်ဆောင်ရန်အသင့်ပြင်ဆင်ထားကြောင်းဒေသခံများကပြောပါတယ်။လက်ရှိဂွမ်းမြို့နယ်အတွင်းတိုက်ပွဲများပြင်းထန်နေတဲ့အတွက် ERD တိုင်းရေကြီးမြို့နယ်၊ငတိုင်းကျောင်းမြို့၊ကျုံမြို့မြို့နယ်တာပေါင်းစတဲ့မြို့နယ်များကဒေသခံများဟာစိုးရိမ်နေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းတရက်အချင်းထောင်မှာ WY ဆေးပြားများတယ်ဆောင်လာတဲ့ထောင်ဝင်တန်းကိုအချင်းသားတွေကဝိုင်းဝန်းဖမ်းဆီးပြီးတော့ ထောင်ပိုင်ကိုတိုင်ကြားခဲ့တော့လဲထောင်ပိုင်ကအရေးယူခြင်းမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ73ရက်နေ့မှာတရက်အချင်းထောင်မှာ WY ဆေးပြားများကိုတယ်ဆောင်လာတဲ့ထောင်ဝင်တန်းကိုအချင်းသားများကစူပေါင်းပြီးတော့တပ်တေကန်ဆေးပြားနဲ့အတူဖမ်းဆီးပြီးထောင်ပိုင်ကိုအံ့နိုင်ခဲ့တော့လဲထောင်ပိုင်ကအရေးယူမှုပြုလုပ်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။ထောင်ရာရှိကြောစရာဆိုးအမျိုးသမီးဝင်တန်းဒေါ်စုံစုံအေးတို့ရဲ့ဆေးခိုင်းမှုနဲ့ဝင်တန်းကိုကိုရဲလင်းကမိုးရင်ကမုတ်ဖက်တပိတ်တာထုတ်ထဲမှာ WY ဆေးပြားတွေကိုတယ်လာတာ ဒါကိုအချင်းသားတွေကဝိုင်းပြောလို့ထောင်ပိုင်းဦးညွန့်ဘုံဝင်းရဲ့ရှေ့မှာဖွင့်ပြီးတော့စစ်တာမုံရင်ကားဘက်တွေထဲမှာ WY ဆေးပြားတွေကိုတွေ့တာပဲလို့တရက်ထောင်နဲ့နီးစပ်သူတူကပြန်လည်ပြောပြထားပါတယ်အခုလိုမျိုးတက်တဲ့အထောက်ထားနဲ့တကွတွေ့ရှိခဲ့တော့လေ WY ဆေးပြားများယူဆောင်ရန်ခိုင်းစေခဲ့တဲ့အရာရှိကြော်စရာဆိုဒေါ်စုံစုံအေးနဲ့ဝန်ထမ်းကိုကိုရဲလင်းတို့ဟာအချင်းဦးစီးညွန့်မှု ။ဦးမင်းစိုးရဲ့တပည့်အေးများဖြစ်တဲ့အတော့ထောင်ပိုင်ကအေးမယူခဲ့ဘူးလို့သိရပါဗါ။အဲ့ဒီ W1 ဆေးပြားများကိုအချင်းတောင်ထဲမှာလူရမှုနဲ့ထောင်ချခဲ့တဲ့တန်းစီတာကြီးဆိုတဲ့သူကနေတစ်ဆက်ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်တယ်လို့သိရပါဗါ။လက်ရှိမှာပစ္စည်းနဲ့တကွလက်ပူးလက်ချက်မိခဲ့တဲ့ထောင်ဝန်တန်းကိုကိုရဲလင်းကိုဥပဒေအရအေးယူခြင်းမရှိတဲ့အပြင်ထောင်ပိုင်ဦးညွန့်ဘိုးဝင်းကအဲ့ဒီအမှုနဲ့ပတ်သက်မှာကိုစိုးရိမ်ပြီးတော့မိုးမိုးပေးပြီးအဝေးကိုရှောင်ခိုင်းထားတယ်လို့တရက်ထောင်ဝန်ထမ်းမိသားစုများထံကသိရှိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေရဝတီတိုင်းအတွင်းမှာစစ်မှုထမ်းဥပဒေအရခေါ်ဆောင်ခံရတဲ့လူငယ်များကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်မှာထားရှိပြီးတော့တင်တန်းအပတ်စဉ်ရှစ်အဖြစ်နဲ့ဒီဇင်ဘာလ20ရက်နေ့ကစတင်ဆေးလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်မှုထမ်းတင်တန်းသားများကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်ရဲ့အားကစားခန်းမှာအေရဝတီတိုင်းဝင်ကြီးချုပ်ဦးတင်မောင်ဝင်းနဲ့စစ်တိုင်းမှုအသည့် ဗိုလ်မှူးချုပ်စိုးကျော်ထက်တော့ကလာရောက်တွေ့ဆုံခဲ့ကြောင်းစစ်ကောင်စီဘက်နဲ့မီဒီယာများကနေတဆင့်သတင်းထုတ်ပြန်ထားပါတယ်။အုပ်ကြီးတွေစီကငွေယူပြီးတော့လိုက်တဲ့သူတွေနဲ့ပေါ်တာဆွဲခံရတဲ့သူတွေများတယ်။ အရင်အပတ်စဉ်ကတင်နာမပြီးခင်မှာထွက်ပြေးလို့ပြန်ပြီးတဲ့သူတွေလည်းပြန်ထည့်ထားတယ်လို့ပြောတယ်။အင်အား900လောက်ရှိမယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်တဲ့သူတွေစီကသိရှိရပါဗျ။အဲ့ဒီပသိမ်မြို့နယ်ရွှေမြင်တန်ချေးရွာအုပ်စုမှာရှိတဲ့အမှတ်6စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့အင်ကပူမြို့နယ်ကွင်းကောင်းမြို့မှာရှိတဲ့အမှတ်5တပ်မတော်တပ်မြက်လေ့ကျင့်ရေးကျောင်းတို့မှာနှစ်နေရာခွဲပြီးတော့စစ်တပ်နန်းတွေပေးမှဖြစ်တယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်သူများထံကသိရှိရပါဗျ။အခုစစ်မှုထမ်းဥပဒေအရတင်နန်းတက်ရတဲ့သူတွေဟာရက်ွက်နဲ့ခြေရွာအုပ်ချုပ်ရေးမှုများကအတင်းအကျပ်နာမည်စရင်ထဲ့သူများအပြင် စစ်ကောင်စီရဲ့အတင်းအဓမ္မပေါ်တာဆွဲခြင်းကိုခံရသူအများဆုံးပါဝင်တယ်လို့သိရပါဗျ။အေရဝတီတိုင်းမှာပြည်သူ့စစ်မှုထမ်းတင်တန်းအပတ်စဉ်ခုနှစ်အထိတင်တန်းတစ်ခုကို၃လသာတင်တန်းပေးခဲ့ပြီးတော့တပ်သားတဲ့အများစုကိုရှေ့တန်းစစ်မြေပြင်ကိုပို့ဆောင်ရမှာတိုက်ပွဲတွေထဲမှာတေဆုံပျောက်ဆုံးခြင်းနဲ့တပ်အတွင်းထဲမှာရှေ့တန်းကိုအတင်းအကျပ်ပို့ဆောင်ကမိသားစုများတဲ့ဆက်သွယ်ခွင့်မပေးတဲ့အထွက်ကြောင့်နေတိုင်းလိုလိုထွက်ပြေးမှုများဖြစ်ပေါ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ